မင်္ဂလာပါရှင်မေလ22ရက်ကျသာရီနေ့ရက်တိမတ်ဖွေရသတင်းကပါကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဥစွာတင်ဆက်ပေးမှာကတော့ပောက်ကွဲအားပြင်းထန်တဲ့နောက်ဆုံးပေါ်နျူကလ িয়ার ဘုံထုတ်လုပ်ပြီးစီးပြီလို့အမေရိကန်ပြောကြားတဲ့သတင်းဖြစ်ပါတယ်။နောက်ဆုံးမွမ်းမံပြင်ဆင်ထားတဲ့ B61 30နျူကလ িয়ার ဘုံကိုတတ်မှတ်ချိန်ထက်စောပြီးအပြည့်အစုံထုတ်လုပ်နိုင်ပြီလို့အမေရိကန်အမျိုးသားနျူကလ িয়ার လုံခြုံရေးစီမံခန့်ခွဲမှုဌာနကမေလ19ရက်နေ့စွဲနဲ့သတင်းထုတ်ပြန်ထားကြောင်းသိရပါတယ်။ ဆေးရခေနောက်ပိုင်းမှာအလင်းမြန်ဆုံးတီထွင်ဖန်တီးနိုင်ခဲ့တယ်လို့အမြန်ဆုံးနည်းနဲ့ဖြန့်ကျက်ချထားနိုင်မယ်နျူကလ িয়ার ဘုံဖြစ်တယ်လို့အမေရိကန်စွမ်းအင်ဝင်ကြီးခရစ်ရှိုက်ကဆိုပါတယ်အမေရိကန်ရဲ့နျူကလ িয়ার လက်နက်နဲ့လုံခြုံအောင်တူလောင်ထားမှုတွေကိုခင့်မိအောင်ပြင်ဆင်ထားခြင်းဟာငြိမ်းချမ်းရေးကိုအင်အားနဲ့တည်ဆောက်မယ်ဆိုတဲ့သမ္မတဒေါ်နယ်ထရန့်ရဲ့အစီအစဉ်တွေကမရှိမဖြစ်လိုအပ်တဲ့အရာဖြစ်တယ်လို့လည်းခရစ်ရှိုက်ကပြောကြားခဲ့ကြောင်းသတင်းများကဖော်ပြထားတယ်လို့သိရပါတယ်ရှင်ဆလာဒင်ဆက်မဲ့တဲ့ရင်ကတော့ ကမ္ဘာအင်အားကြီးနိုင်ငံများနဲ့သဘောတူညီမှုရသည်ဖြစ်စေမရသည်ဖြစ်စေအီရန်ကယူရေနီယံတန်ဆင်မှုကိုဆက်လက်လုံဆောင်မယ်လို့ဆိုတဲ့သတင်းဖြစ်ပါတယ်။ အီရန်ရဲ့နျူကလ িয়ার အစီအစဉ်နဲ့ပတ်သက်ပြီးဆွေးနွေးမှုများလှုံ့ဆော်နေလင်ကစားအီရန်နိုင်ငံသားရေးဝန်ကြီးအာဘက်စ်အရက်ချ်ကသူ့ရဲ့နိုင်ငံဟာကမ္ဘာအင်အားကြီးနိုင်ငံများနဲ့သဘောတူညီမှုရသည်ဖြစ်စေမရသည်ဖြစ်စေယူရေနီယံတန့်စင်မှုကိုဆက်လက်လှုံ့ဆော်သွားမယ်လို့မေလာ၁၈ရက်တွင်ပြောကြားခဲ့ကြောင်းသတင်းများကဖော်ပြပါဗျာ။ ်တဘောတူညီချက်ရာသီဖြစ်စေမရာသီဖြစ်စေအီရန်မှာယူရေနီယံတန်စင်တာကိုဆက်လက်လုံဆောင်မှာဖြစ်ပါတယ်လို့သူက ဖော်ပြခဲ့ကြောင်းသိရပါတယ်။ ။အီရန်ကလက်ရှိအချိန်မှာယူရေနီယံတန့်စင်မှုကို60ရာခိုင်နှုန်းအထိလှုံ့ဆော်ထားရာ၎င်းပမာဏဟာ2015သဘောတူစာချုပ်တွင်သတ်မှတ်ထားတဲ့3.6ခုကန့်သက်ချက်ထက်များစွာကျော်လွန်နေသည်ဆိုတော့လေနျူကလ িয়ার ထိပ်ဖို့အတွက်လိုအပ်သောပမာဏဖြစ်တဲ့60ရာခိုင်နှုန်းထက်လျော့နေနေရလို့ဆိုထားကြောင်းလည်းသိရပါတယ်ရှင်။ထပ်မံတင်ဆက်ပေးမှာကတော့ယူကရိန်းစစ်ပွဲအပြစ်ခတ်ရစဲရေးစတင်ဆွေးနွေးရမယ်လို့ဒေါ်နယ်ထရန့်ပြောကြားတဲ့သတင်းဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုသမ္မတဒေါ်နယ်ထရန့်ဟာရုရှားသမ္မတပူတင်နဲ့မေလ19ရက်ကဖုန်းဆက်သွယ်ဆွေးနွေးစကားပြောကြားခဲ့ပြီးတဲ့နောက်မှာထရန့်ကရုရှားနိုင်ငံသမ္မတဗလာဒီမာပူတင်နဲ့ကျွန်တော်နှစ်နာရီလောက်ဖုန်းနဲ့ဆွေးနွေးစကားပြောမှုကအခုတည်းမဲ့ပြီးသွားပါတယ်။ဒီဆွေးနွေးပွဲရဲ့ရလဒ်ကတော့အလွန်ကောင်းတယ်လို့ပြောပြရစီ။ရုရှားနဲ့ယူကရိန်းဟာအပြစ်ခတ်ရဲစဲရေးအတွက်ချက်ချင်းဆိုသလိုညှိနှိုင်းဆွေးနွေးပွဲတွေပြုကြမှာပါ။ပို့အရေးကြီးတာကစစ်ပွဲကိုအပြစ်သက်စေမှာပါပဲ။ဒီအတွက်လည်းနှစ်နိုင်ငံကြားဆွေးနွေးကြမှာပါ။ ဘသူမှသတိမထားမိကြတဲ့ညှိနှိုင်းဆွေးနွေးပွဲတရရဲ့အသေးစိတ်ကိုသူတို့သိတာကြောင့်ဂျာကအောင်မြင်နိုင်မှာပါကျွန်တော်တို့အခုဖုံပြောကြမှုရဲ့လေတံနဲ့စိတ်တက်ကလည်းအလွန်ကောင်းမွန်ပါတယ်ဒါကြောင့်အရင်ကမရခဲ့တဲ့အခြေအနေကိုအခုဆိုရနိုင်မှာပါလို့လူမှုကွန်ရက်မှာရေးသားခဲ့ကြောင်းသိရပါတယ်ရှင်ထမန်တဲ့ဇမဲတရင်ကတော့ဂါဇာမှာစစ်စင်ရေးမလို့ရှင်အရေးယူမှုတွေလုပ်မယ်လို့အစ္စရေးကိုဥရောပခေါင်းဆောင်တွေတတိပေးတဲ့တရင်ဖြစ်ပါတယ်။ ်အစ္စရေးအနေနဲ့ဂါဇာကမ်းမြောင်ဒေသမှာစစ်စင်ရေးတွေဆက်လက်လှုံ့ဆော်နေမယ်ဆိုရင်တိကျသေးကြတဲ့အရေးယူမှုတွေလှုံ့ဆော်သွားမယ်လို့ပြည်တွင်းပြည်သင်နဲ့ကနေဒါကောင်ဆောင်တွေကသတိပေးလိုက်ကြောင်းသိရပါတယ်ကစားမှာအစ္စရေးရဲ့စစ်စင်ရေးတွေရတဖို့နဲ့လူသားချင်းစာနာထောက်ထားမှု အကူအညီတွေအကန့်အသတ်မဲ့ချက်ချင်းဝေရောက်ခွင့်ပြုဖို့ပြင်သစ်ကနေဒါနဲ့ဗြိတိန်တို့ကတောင်းဆိုထားကြပါတယ်။ အစ္စရေးဟာမက်ရှလာနေရကလေးကဂါဇာကိုအစာအစာစေဝါနဲ့လောင်စာဆီဝင်ရောက်မှုတွေကိုပိတ်ပင်ထားခဲ့တယ်လို့ဆိုပါတယ်ဒါကြောင့်ဒေသရှိလူနတ်တန်းကျော်ဟာငမို့ခေါင်ပါမှုနဲ့ရင်ဆိုင်နေရတယ်လို့ကုလသမဂ္ဂကတတိပေးထားပါရယ်။ဒါပေမဲ့လည်းသတင်းပတ်စတဲ့ပတ်ကြားပိတ်ဆိုထားပြီးနောက်အကူအညီတွေကိုအကန့်အသတ်နဲ့ဝင်ခွင့်ပြုမယ်လို့အစ်စရေးကအတည်ပြုလာပါရယ်။ မေလ22ရက်မှာတော့လူသားချင်းစာနာမှုအကူအညီတွေတင်ဆောင်လာတဲ့ကုလသမဂ္ဂဂုံတင်ရှင်၅စီဟာဂါဇာကိုဝင်ရောက်လာပြီဖြစ်ကြောင်းသတင်းများကဖော်ပြထားပါတယ်ရှင်။နောက်ထပ်တင်ဆက်ပေးမှာကတော့ရုရှားတရုတ်ဖိုရန်စတင်ကျင်းပတဲ့သတင်းဖြစ်ပါတယ်။နှစ်ရက်ကြာကျင်းပပြုလို့မယ့်ရုရှားတရုတ်ဖိုရန်ကိုရုရှားနိုင်ငံကာရုစ်ချတ်မြို့မှာတင်းနာနေကဖွင့်လှစ်ခဲ့ပြီး နှစ်နိုင်ငံမှလုပ်ငန်းရှင်များအစိုးရအရာရှိများကျွမ်းကျင်သူများနဲ့ပညာရှင်များအပါအဝင်လူ3000ကျော်တက်ရောက်ခဲ့ကြောင်းသိရပါတယ်။အဖွဲ့အစည်းစကားတွင် Carbrus အုပ်ချုပ်ရေးမှူးကဒေတာတွင်နဲ့တရုတ်နိုင်ငံတို့အကြားစီးပွားရေးနှင့်ကုန်သွယ်မှုပူးပေါင်းဆောင်ရွက်မှုဟာတစ်နှစ်တစ်တစ်နှစ်ပုံမှုအားကောင်းလာကစက်မှုစွန့်ရင်နဲ့သေယူပို့ဆောင်ရေးတွင်ပူးပေါင်းဆောင်ရွက်တဲ့စီမံချက်များဟာလည်းပုံမှန်တိုးတက်လျက်ရှိတယ်လို့ပြောကြားခဲ့ပါတယ်။ကျွန်တော်တို့ကတရားကိုပဲတည်ဆောက်နေတာမဟုတ်ပါဘူး။ယုံကြည်မှုနဲ့အပြန်အလှန်နားလည်မှု ပြီးတော့နှစ်ဖက်စလုံးကတာယာဝါပြောရေးတွေကိုလည်းပေါင်းကူးပေးနေတာပါလို့၎င်းကပြောကြားခဲ့ပါတယ်။အခုဖိုရန်ဟာရင်းနှီးမြှုပ်နှံမှုမြင့်တင်ရေးနဲ့စီးပွားရေးဆွေးနွေးပွဲများအပါအဝင်တရုတ်နဲ့ရုရှားလုပ်ငန်းများပူးပေါင်းဆောင်ရွက်မှုမြင့်တင်ရန်လည်းကြီးရွယ်ထားရလို့သိရှိရပါတယ်ရှင်။နောက်ဆုံးနေ့ဆက်မဲ့သတင်းကတော့ ICC မှနှုတ်ထွက်ရန်ဟန်ဂေရီလက်တော်အတည်ပြုတဲ့သတင်းဖြစ်ပါတယ်။ တရားရုံးဟာနိုင်ငံရေးအသွင်ဆန်လာတယ်လို့ဝန်ကြီးချုပ်ဗစ်တာအော်ဘန်အဆိုရကပြောဆိုခဲ့တယ်။နိုင်ငံတကာရာဇဝတ်တရားရုံး ICC မှနိုင်ငံနှုတ်ထွက်မယ်တနေ့ကြာလုပ်ငန်းစဉ်စတင်ရမယ်ဥပဒေမူကြမ်းကိုဟန်ဂရီပါလီမန်ကအင်ကာနေရင်အတည်ပြုလိုက်ကြောင်းသိရပါဗျ။ အစ္စရေးဝင်ကြီးချုပ်နေတန်ယာဟုဟာ ICC ဖောင်ဝရန်ကိုအခမ်းကားရှာရှာပပနိုင်ငံသားခရီးစဉ်အဖြစ်ဟန်ဂေရီနိုင်ငံသို့နိုင်ငံတော်ခရီးစဉ်ကိုသွားရောက်ခဲ့ပြီးနောက်တိတ်မကြခင်ဧပြီလ3ရက်နေ့တွင်အော်ဘန်ရဲ့အဆိုအရကနှုတ်ထွက်မယ့်အစီအစဉ်ကိုဤသားခဲ့ခြင်းဖြစ်ပါတယ် ICC ဟာဗမ်းမလိုက်သော တရားရုံးတရားဥပဒေစိုးမိုးသောတရားရုံးမဟုတ်တော့ဘဲနိုင်ငံရေးအသွင်ဆန်သောတရားရုံးဖြစ်နေတယ်လို့ပြီးခဲ့တဲ့လတွင်အော်ဘန်ကပြောကြားခဲ့ပါတယ် ဟန်ဂေရီဟာအစ္စရေးဝင်ကြီးချုပ်ကိုဖမ်းဆီးရန်စိတ်ကူးကိုပယ်ချခဲ့ပြီးဖောင်ရန်ထုတ်ခြင်းဟာအရှက်မဲသောလှုပ်ရဲဖြစ်တယ်လို့မှတ်ချက်ပြုခဲ့ကြောင်းသိရပါရဲ့ရှင်။